ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion B တက်တီအောင်လည်းမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ပထမ International Break ပေါ့လေအဲတုန်းကပထမ International Break မှာဒါ Liverpool အသင်းက၅ပွဲကစား၅ပွဲနိုင်ဒုတိယနေရာက Arsenal ကို၅မှတ်တိတိဖြတ်လိုက်တဲ့အချိန်မှာမမေရရ Arsenal က Newcastle ပွဲကိုရှုံးတာနဲ့ကို ထိုက်တီရစ်အိုဘာဖြစ်ပြီးဒါအာစနယ်အတွက်လုံးဝမျှလင့်ချက်မရှိခဲ့ဘူးလို့တော်တော်များများပြောခဲ့ကြတယ်အတော့မမမရရဟောက်ခုလီဗာပူးပေါ့လေလီဗာပူးဘလောက်ကောင်းလဲလီဗာပူးတင်ဘလောက်ထိခြေစွမ်းပြလဲဆိုတဲ့အခြေအနေကနေအခု international break နှစ်ခုရောက်လာတဲ့အချိန်မှာအင်္ဂလိပ်မီဒီယာတွေ British မီဒီယာတွေအားလုံးက Arsenal သင်းရဲ့ defensive ဘလောက်ကောင်းလဲ Arsenal ရဲ့ခြေစွမ်းဘလောက်တည်ငြိမ်လဲသူတို့ဘယ်ပွဲတွေကစားပြီးပြီလဲသူတို့ဘလောက်ထိရှိလဲ potential ရ Ricardo Cavallo နဲ့ John Terry တို့ရဲ့16ကိုပဲပေးရတဲ့ခံစစ်ကိုပါအစံချိန်ချိုးနိုင်မလားပါညာနဲ့ကျွန်တော်ကတော့အဲ့နာဒီထက်စာရှင် game by game ကိုပဲသဘောကျတယ်မီဒီယာတွေကတော့ထုံးစံနိုင်ဖို့လေသူတို့မှ topic ကရှင်းရှင်းလေး တသိန်းကောင်းနေကောင်းတဲ့တသိန်းတဲ့ကိုပဲမြောက်ပြီးတော့တောက်လျှောက်ပြောတာဥမာထားပါတော့ပြီးခဲ့တဲ့အပတ်ဒီပတ်ဒီတုန်းကရတရလက်တီဆိုးနေလို့ United နဲ့ပတ်သက်လို့ကောင်းတဲ့အကြောင်းပြောရင်လီဗာပူးကြောင့်ပြောတယ်ဆိုးစရာရှိ United ကိုပြောတယ်သူတို့အငဲနဲ့ပြောပြတယ်တောက်လျှောက်ပြောတယ်အခုမီဒီယာတွေကအခု Arsenal ကိုတောက်လျှောက်ချီးကျူးတယ်တကယ်ဆိုရင် Manchester United လည်းနိုင်ပွဲတွေရတာပဲသူတို့အဲ့လောက်တော့ focus မထားဘူးဆိုတော့ဒီညမှာကျွန်တော်တခုပြောချင်တာပေါ့လေအခုဟိုတနေ့ကတော့ဖိုးမာဆင်ကဒီနေ့ရာဒီ Arsenal Champion ဖြစ်နိုင်မဲ့အခွင့်အရေး ချန်ပီယံဖြစ်နိုင်မဲ့အခြေအနေကိုအားလုံးကြည့်ရင်ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာအာစနယ်ကရှုံတာကတစ်လုံးပဲထိခဲ့တယ်အဲ့ဒါကလည်းပေးတဲ့တည်းအားလုံးသိပြီးသား cross town လိုက်တဲ့အလုံးကို anti enkedia ခေါင်းခုံတိုက်တာကို david ryan ကသူ့ခေါင်းပေါ်နဲ့ဖြတ်လို့သွားတော့ခေါင်းတိုက်ချက်နဲ့ဘောလုံးကိုဖြတ်လို့တဲ့အတွက်ကြောင့်အဲ့ရှုံတာကတစ်လုံးပဲပေးတာတကယ်ဆိုအဲ့လုံးကရှုံတာကလို့တော့ကောင်းစရာတော့မလိုဘူးပေါ့ဗျာဒါပေမဲ့လည်း action target တစ်လုံးနဲ့အော်တိုဘာလာတစ်ခုထဲမှာပေးရတယ်ဆိုခိုးပေးရဖို့နေနေသာသာခိုးပေါက်ကန်သွင်းတဲ့မှုတစ်ချိန်ပဲပေးရတယ်ဗောလေနောက်ဆုံး၃ပွဲစတိုင်ဒါအပြင်ကိုပေးရတဲ့ကို၃ခုမှာ open play က Ellen Haaland twin ကိုတခုပဲပေးရတာတောင်းကန်ဘောကနေ Nick Watermelon ရဲ့ count တိုက်ကိုတခုရဲ့ Dominic Soboslay ရဲ့ world class free kick တခုရဲ့ဆိုဒါက Arsenal ရဲ့ a massive improvement ဖြစ်လာတဲ့အချက်ဖြစ်တဲ့အခါမှာဒါအခု တော်တော်များများကတော့အာဒီကောင်လေးပွဲစဉ်29ပွဲတောင်ကြံသေးတာပါအဝေးကြီးလိုပါသေးတယ်ဆိုတဲ့အချက်တစ်ချက်နဲ့ပြောကြပါမယ်အမှန်တိုင်းပြောရင်အာဆနယ်အသင်းလက်ရှိကြုံတွေ့နေရတဲ့အခြေအနေပေါ့လေဒီခါလေးကျရင်တချို့ feature တွေမှာကိုခက်ခဲတဲ့အခြေအနေကနေကိုယ့်ရဲ့ပြိုင်ဘက်တွေပေါ့လေကိုယ့်ရဲ့ပြိုင်ဘက်တွေရဲ့အနေထားကလည်းကိုနဲ့မတူညီတဲ့အချက်ပေါ့လေ ကိုကပွဲချက်ကာလရင်ဆိုင်ရတော့မယ့်အချိန်မှာအဲ့ပွဲချက်ကာလကိုကိုကျော်ဖြတ်သွားနိုင်တဲ့အချိန်မှာကိုပြိုင်ဘက်တီထိတိုက်တွေ့တဲ့အချိန်မှာအာဆန်တွေ chance ပဲအခုကျွန်တော်တို့ရှေ့တစ်ပတ်မှာအာဆန်ကဘန်လီနဲ့ကံပြီကျွန်တော်ဘန်လီကိုအဝေးကွင်းစနေနေ့မှာသွားကံမယ့်အချိန်မှာပြိုင်ဘက်လီဗာပူးကအက်စတန်ဗီလာနဲ့ကံမယ်ဗီလာတို့သူတို့အင်ကွင်းဆိုတော့အားတက်ချက်တော့ရှိတယ်ဒါပေမဲ့ short တွက်လို့မရဘူးဗီလာကအခုခြေကောင်းနေတယ်မစီလိုနိုင်ထားတယ်စီတီကလည်းအခုဒုတိယနေရာမှာရှိတယ်ဘုံမောက်နဲ့ကံရတယ်ဆိုတော့သူလည်း short တွက်လို့မရဘူးထားပါတော့အာဆန်ရောမန်စီးတီးရော လီဗာပူးရော3သင်းလုံးနိုင်မယ်လို့ကျွန်တော်တွက်လိုက်တယ်ဗျာအဲ့ဒီနေရာမှာပွဲစဉ်17ရောက်သွားတဲ့အချိန်မှာမန်ချက်စတာစီးတီးနဲ့လီဗာပူးထိပ်တိုက်တွေ့တဲ့အခါမှာ2သင်းနဲ့က3သင်းအမှတ်ရော့မယ်စီးတီးကိုအာဆင်က6မှတ်ဖြတ်ထားတယ်လီဗာပူးကို9မှတ်ဖြတ်ထားတဲ့အခါမှာ gap က international break မတိုင်ခင်ရဲ့နောက် ဒီဇင်ဘာပွဲချက်ကာလခရစ်စမတ်ကာလမတိုင်ခင်မှာအာဆယ်ခါပြိုင်ဘက်လီဗာပူးနဲ့မန်စီးတီးကိုကပ်ကအနည်းဆုံး၈မှတ်ကနေ၉မှတ်လောက်ထိဖြတ်နိုင်မဲ့ချန်ရှိအဲ့ဒါဆိုရင်ဒီပွဲချက်ကာလတွေကို affordable ဖြစ်တဲ့အမှတ်ရော့တဲ့ပုံစံကျွန်တော်ပြောချင်တာကအသေးနိုင်အမှတ်ရော့မှာပဲအာဆယ်လည်းရော့မှာပဲလီဗာပူးလည်းရော့မှာပဲချယ်ဆီလည်းရော့မှာပဲဒါပေမဲ့လက်ရှိအာဆယ်တင်းရဲ့ defensive solid တော်တော်ကိုကောင်းတဲ့အချက်ပဲအခုကကျွန်တော်ဂိုးပေးရဖို့ထက် ဂိုးပေါက်ကန်သွင်းခံရမှုမရှိတော့အောင်ကို solid ဖြစ်တယ်ဆိုတဲ့အချက်ပေါ့လေထားပါတော့အခုကစားရတဲ့ပွဲတွေကတော့အရန်ကြီးပြောလို့တော့မရပါဘဲအခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာအာဆင်ကဖူဟန်နဲ့ကန်ရတယ်ပြီးခဲ့တဲ့ပွဲက Palace နဲ့ကန်ရတယ်အဲ့ရှိမှာကျွန်တော်တို့ West Ham နဲ့ကန်ရတယ်ဆိုတော့အသင်းတွေကတော့ London အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ရန်ကြီးတော့ချီချူးဖို့စောသေးတယ်လို့တချို့ကတော့ပြောစရာရှိတယ်ဒါပေမဲ့ဒီနေ့ရသည်ဆိုဖာကိုကြည့်လို့ရှိရင်ပွဲတော်တော်များများကြည့်လို့ရှိရင်အာဆယ် defense ကတကယ်ကို organize ဖြစ်တဲ့အသင်းဖြစ်လာတယ်အဲ့ defense က champion ဖြစ်နိုင်နေပြအမှန်တမ်းပြော င်ဆာအဲလက်ဖာကူဆန်ပြောသလိုတိုက်စစ်ကပွဲကိုနိုင်စီတဲ့ခန်စစ်ကချန်ပီယံဖြစ်တဲ့ထိုက်တဲရနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုခန်စစ်ဟာချန်ပီယံဖြစ်နိုင်ပြီးတော့တိုက်စစ်ကပွဲကိုနိုင်စီတယ်ဆိုဆာအဲလက်ဖာကူဆန်ပြောခဲ့သလိုပဲနောက်အသစ်တော်မြန်မာကအာစနယ်ကိုထစ်ပေးကြတယ်တကယ်ပဲအာစနယ်ဟာ world champion ဖြစ်ပြီးတော့အကောင်းဆုံးပုံစံမျိုးဆိုရင်အခုဆိုရင်ပြဆလီပါရဲ့ Piero Hinchipi ရဲ့ Gabriel ရဲ့ Moscara ရဲ့ Sanapak က fully cover ၄ယောက်ရှိတယ် အဲ့ဒါကိုမှ my louis kelly ရဲ့ ricardo calafiori ရှိမယ်ဟိုဘက်က van white ရှိမယ် timber ရှိမယ် full back တစ်ခုလုံးမှာ cavardi ကြီးပဲ ွင့်လေကတော့ဆူပါမန်ဒီနေရာကိုမီကယ်မိုရီနိုရှိမယ်တစ်ဖက်ကနော့ကရှိတယ်ဒန်ဂလရိုက်ရှိမယ်အဲ့ပိုဇီရှင်မှာ option များစွာရှိတယ်အူဒီကမင်းစင်ဖြစ်နေတာတော့မှသူမှကာဗာတွေရှိတယ်ဒါရပြက်တရာတွေချာမှာအခု Harvard ပြန်လာတော့မယ်ဂျီဆူပြန်လာတဲ့ခါမှာဆိုလက်ရှိ squad ကလည်းတော်တော်လေးတောင့်တင်းနေတဲ့အချိန်မှာဒီချက်က Arsenal အတွက်တကယ်ကိုလုံလောက်စီတဲ့ယုံကြည်မှု ဖြစ်နိုင်တာဆိုတော့ ကျွန်တော်ကတော့ရီကာဒိုကာဗေယိုနဲ့ဂျွန်တယ်ရီတို့ရဲ့ legendary statistic ဖြစ်တဲ့16ဂိုးတရားတည်ပြီးပေးရတယ်အားရတယ်တော့မမျော်လို့ရှင်းရှင်းလေးပဲအားရကတကယ် once a lifetime ပဲအာဆယ်လည်းချိုးနိုင်ဖို့မလွယ်သလိုချိုးဖို့လည်းမဖြစ်နိုင်ဘူး။ဒါကြောင့်လို့ဆိုဒါက once a lifetime ပဲဒါပေမဲ့ game by game game by game အခုဗျာအခု feature တွေကိုကြည့်လို့ရှင်မအာဆယ်ရဲ့ feature ကအမှန်တိုင်းပြောရင်တော်တော်ကို fortified feature ပဲအခုကျွန်တော်တို့ international break တွေအပြီးနောက်ပွဲချက်ကာလတွေမတော်ခင်ကာလမှာပြိုင်ဘက်အသင်းနှစ်သင်းကိုဒါအမှတ်ဖြတ်နိုင်ခဲ့ပြီ ရှင်းမနဲ့ကိုမကြာဖြတ်ပြီဆိုရင်၃ပွဲလောက်ကျွန်တော်တို့ချေချော်လို့ရတယ်ဒါတော့မှတော့လီဗာပူးတို့မန်စီးတို့ပွဲတိုင်းနိုင်အောင်မှာပွဲနိုင်အောင်မှာကျွန်တော်ထော့တနဟော့စ်ပါတို့ယူနိုက်တက်တို့ချယ်ဆီကိုထဲမတွေ့တဲ့ချိန်မှာသူတို့ inconsistent ဖြစ်တဲ့အပိုင်းမှာလီဗာပူးတို့ဘာလို့လဲရှင်းလို့မရဟိုကောင်တွေကနည်းနည်းဖို့တာမိတာနဲ့ပြန်ပြီးတော့ဝုန်းကနေအထူးသဖြင့် Manchester City Guardiola ကြောင့်အချိန်မေး၄၅၀ပွဲစတိုက်နိုင်နေတဲ့ခြေစွမ်းမျိုးရှိတယ်ဒီချက်က အာနီဆိုလည်းအခုနည်းနည်းလေးတော့ return အောင်နေတယ်တကယ်လို့သူနည်းနည်းလေးပုံစံပြန်ကောင်းလာတယ်သူလည်းအချိန်မီပြန်လာနိုင်တယ်ဆိုတော့အာစတေကအခုဘန်လီနဲ့သူတို့အဝေးခွင့်ခံရမယ်အဲ့ဒါပြီးတာနဲ့ဆာဗီယာပရာဟာကိုချန်ပီယံလိဂ်ခံမယ်ဒီကြားရဲ့မှာကျွန်တော် Brighton နဲ့ခံမယ်ဒါပါတော့ Brighton နဲ့ပွဲကျွန်တော်တို့အမှန်တမ်းပြောရင်တော့ပြီးသက်တယောက်အနေနဲ့ဆိုရင်တော့အဲ့ Nowsing ကိုတက်စီခြင်းတယ်ဘာလို့ဆိုတော့ Major Supply တည်တည်လေးကလည်းအကြီးကြီးတူတူကအဲ့အောင်မြင်မှုကအရန်ယုံကြည်မှုကိုပြောင်းလဲစေတဲ့အချက်ကြောင့် Carabao Cup လည်း all the way သွားစီခြင်းတယ်ပြီးရင်ဘန်လီကိုကျွန်တော်အဝေးခွင့် ဆာဗီယာပရာဟာကိုအဝေးခွဲဆန်ဒလန်ကိုအဝေးခွဲဆိုအဲ့ဒါကအဲ့သုံးခွဲက international break မတီးမှာဆိုဆာဗီယာပရာဟာကကျွန်တော်ကနိုင်ပါမယ် ဆန်ဒလန်က tough game ဖြစ်တယ်ဒါပေမဲ့လက်ရှိကိုယ့်ရဲ့ defense နဲ့ကိုယ်ကစားဖို့အခြေအနေရအရင်ပြသနာမရှိဘူးဘန်လီလည်းဒီတိုင်းပဲဆိုတော့အဲ့နှစ်ပွဲကိုသာကိုနိုင်ခဲ့ရင်ခုနပြောဆို10မှတ်နဲ့9မှတ်ကြားအနည်းဆုံးအမှတ် gap ဖြတ်ထားနိုင်ရင်စပါးကိုကျွန်တော်တို့ပုံမှန်အဖြစ်ကကျွန်တော်စပါးကိုအင်ကွင်းဆိုရင်ကျွန်တော်တို့ကအရားလည်းကောင်းလိမ့်ရှိတော့စပါးပွဲကကျွန်တော်အင်ကွင်းဘိုင်မြူနစ်အင်ကွင်းချယ်ဆီဝေးက tricky game ဖြစ်တယ်ဘာဖြစ်ဖြစ်လန်ဒန်ဒါဘီဖြစ်တဲ့အတွက်ကြောင့် tricky game အမှတ်ဆုံးရှုံးသွားနိုင်တယ်ကျွန်တော်တို့ချယ်ဆီကိုမရှုံးတာတော့ကြာပြီဘာဖြစ်ဖြစ် away from home ဖြစ်တဲ့ကြောင့် draw ကိုဥတီသွားနိုင်တဲ့ အခြေအနေရှိနိုင်လို့ Bradford ကိုအိမ်ကွင်း Aston Villa အဝေးကွင်းနဲ့ Tough game ဖြစ်မယ် Club Brugge, Wolverhampton, Everton, Brighton, ကျွန်တော် Villa, Bournemouth ဆိုတော့ကျွန်တော်တို့ဒီဇင်ဘာ31ရက်နေ့ထိမှာ Arsenal ဟာပွဲချက်ကာလဆိုလို့ Everton အဝေးရ၊ Villa အဝေးရ၊ Chelsea အဝေးရ၃ပွဲပဲရှိတာ။ကျန်တဲ့ပွဲတွေမှာအားလုံးမှာဘန်လီရှိက၃မှတ်ရနိုင်တယ်။ Sunderland ရှိက၃မှတ်ရနိုင်တယ်။ပြီးတော့မှ Brentford နဲ့ Spurs အင်ကွင်းတွေဆိုတော့ကျွန်တော်သုံးမှတ်ရဖို့အရောက်ကြီးမခတ်ဘူးပြီးတော့မှ Wolverhampton အင်ကွင်း Brighton အင်ကွင်း အိုက်ကြားထဲမှာပါကျွန်တော်တို့ခုနပြောတဲ့ Villa အဝေးကွန်းတပွဲနဲ့ Chelsea အဝေးကွန်းတပွဲဆိုတော့ဖြစ်နိုင်အဲ့မှာအမှတ်တွေတင်ကြုံဖြတ်ထားနိုင်ခြင်းကျွန်တော်တို့ January ကာလ February ကာလပွဲချက်တွေမှာကျွန်တော်တို့အရှုံးကြီးရှုံးလို့ရတယ်ချေချော်ရင်ချေချော်လို့ရတယ်ဆိုတော့ဒါက affordable ဖြစ်တဲ့ feature တွေကိုပြန်ရောက်သွားမှာဆိုတော့အခုတေချာပေါက်နိုင်မဲ့ပွဲစဉ်တွေတော့ Arsenal က di solid ခံစရာအများကြီးပြောင်းလဲနိုင်တယ်ဆိုပွဲတစ်ပွဲအတွက်ကျွန်တော်ဥမာလိုက်ပြောရင် playlist နဲ့ပွဲကျွန်တော်လဲစိုးရင်ဒါပဲအထက်တားမှာကျွန်တော်တို့လည်း viewer ကြတဲ့ idea တွေရှိလာပြီဥမာ ်ခံစစ်ပိတ်ကစားရင်ဘယ်လိုကစားမလဲတိုက်စစ်ဖွင့်ရင်ဘယ်လိုကစားမလဲနောက်သူတို့ attacking ကစားရင်ဘယ်လိုကစားမလဲပွဲကိုစိုးမိုးထဲခါဘယ်လိုလုပ်မလဲကစားမတွေရဲ့ war rate နဲ့လုံအားဟာတော်တော်လေးအားကောင်းလာတဲ့အချက်ဒီချက်က Arsenal ကိုအပြောင်းအလဲအများကြီးဖြစ်စေနိုင်တယ်ဒါတော့ကုလလုံးဆယ် Mikel Arteta အသင်းရဲ့ all the way ဖြစ်လာနိုင်တယ်ဒါကြောင့်လည်းသူတို့ Champions League မှာ second favorite ပေါ့လေ Paris Saint-Germain နဲ့ Barcelona က first favorite Arsenal က second favorite Premier League မှာတော့နည်းနည်းလေးပြိုင်ပတ်ထိတဲ့ all-so favorite ပုံစံဖြစ်လာတဲ့အချိန်ဒီမှာတကယ်ပဲ Arsenal အသင်းအတွက် နှစ်ပေါင်း20ကြိုဝေးကွာနေတဲ့အမှတ်ပေးချန်ပီယံဆိုကလာကြီးကိုမီကဲအာတီတာတို့ဘဝအကောင်းဆုံးခွင့်ရဖြစ်ပြီလားဘလို့ထင်ကြလဲအာဆက်ပေးတတ်တယ်ကိုမတ်မှာဝေးအောင်မှတ်ချက်ပေးကြပါလို့ကျေးဇူးတင်ပါတယ်